ဝါရဂိမ်းဒေါက်တာပါဆန်ဆရာဝန်ဖြစ်တဲ့ James Cook University စင်ကာပူမှာတက်ရောက်ပြီးတော့ကြတော့မှာကိုယ့်ရဲ့ပညာရေးပထမခြေလှမ်းကိုစတင်မဲ့ကျောင်းကျော်သားတွေအနေနဲ့2026ခုနှစ်ရဲ့ဇန်နဝါရီလကျောင်းဖွင့်ရှင်ကိုစတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ James Cook University စင်ကာပူအနေနဲ့ကျောင်းကျော်သားတွေအတွက် တင် जा မှုပိုင်းမှာတော့မကောင်းနိုင်တဲ့ student life အပြေအဝရရှိဖို့အတွက်ကိုလည်းပြုလုပ်ထားပြပါတယ်။ကျောင်းကျောင်းသားတွေအနေနဲ့ပါဝင်နိုင်မဲ့အသင်းဖွဲ့တွေအသင်းလိုက်လှူရှောင်းမှုတွေများစွာကိုပြုလုပ်ထားပြီးရရှိပြီးတော့ကြောင်းမှာကျောင်းကျောင်းသားတွေကဒီလိုမျိုးအသင်းဖွဲ့တွေမှာပါဝင်လှူဆောင်ပြီးတော့ social networking skill တွေ personal skill များစွာကိုရရှိမှာဖြစ်ပါတယ်။ဒါပြေမိမိအားနေတဲ့ဘာသာရပ်တွေအတွက်ကိုလည်းကျောင်းမကနေစီစဉ်ထားပြီးတဲ့ Learning Center မှာဆင်းသွင်းတက်ရောက်နိုင်ပ ဖြစ်ပြီးတော့ကျောင်းကျောင်းသားတွေအတွက် counseling office ကိုလည်းထရှိထားပေးပါတယ်။ဒီလိုမျိုး James Cook University Singapore ရဲ့ January ကျောင်းဖွင့်ရှင်ကိုရှောက်ထားခြင်းနဲ့ကျောင်းကျောင်းသားတွေအနေနဲ့အမြန်ဆုံး study work information center မှာလာရောက်တက်ပြီးဆွေးနွေးပြီးတော့ကျောင်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။